နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့2020ရွေးကောက်ပွဲမှာမက်ဆီရင်မှားရင်းနေဆိုပြီးတော့အချောင်းပြအာနာသိမ်းခဲ့တဲ့စစ်ခွေးတက်ကပြုတ်လို့မဲ့ရွေးကောက်ပွဲအတွက်အခုလက်ရှိထုတ်ပြန်ထားတဲ့မက်ဆီရင်တွေဟာလူဦးရေအယောက်900မှာလူဦးရေ300မှားရင်းနေကြောင်းကျန်းဖို့ပါတီကဘူးလက်လတ်စီကလူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲအတွက်မက်ဆီရင်များတွားရောက်ကြည့်ရှုတဲ့အခါမှာ လူဦးရေ900မှာလူဦးရေ300ဟာမဲဆင်းများမှားယွင်းနေကြောင်းပြောဆိုလိုက်ပါတယ်။ရွက်ကွက်အုပ်ချုပ်ရေးမှုနဲ့သူ့မိသားစုတော်မှမဲဆင်းနဲ့မှမပါဘူးလို့ပြောပါတယ်။မဲဆင်းများအလွန်ကွာဟနေပြီးတော့မဲဆင်းတွေကိုပြန်လည်ပြုပြင်ရအချိန်တပတ်သာကျန်တော့ကြောင်းဘူးလက်လှဆွေကပြောကြားလိုက်ပါတယ်။ကျွန်တော်တို့မဲဆင်းတွေကတ်ထားသွားကြည့်တယ်။သွားကြည့်တော့တော်တော်များများလွယ်နေတယ်။ဘလူလွယ်တာလဲဆို2020တုန်းကမဲဆင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးတယ် အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှုတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူးအကွာတာကတော်တော်ကွာတယ်900မှာ300လောက်ကွာဒါဒါအသိပ်အသိပ်မကောင်းဘူးပေါ့နော်ယူစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်လား12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကျန်တော့နော်ဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရမယ် ဥမာဟလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရည်မှုတောင်မပါဘူးဗျာရက်ွက်အုတ်ချုပ်ရည်မှုရဲ့မိသားစုကမဲစင်းမပါဘူးကြံနေကောင်ကြံနေလူတွေပြောမနေနဲ့အဲ့လိုဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့เนาะတည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရဲ့ဒါတော်တော်များနေရဲ့เนาะနောက်တစ်ခါ ဒါအပြင်မဲစည်းများဟာတမျိုးနယ်ကိုရာကနန်းကျော်ကွာဟနေပြီးတော့မဲစည်းမှရွေးမှုအတွားမဲစည်းကိုဓာတ်ပုံရိုက်ပြီးရက်ွက်ထဲကလူဦးရေစည်းရင်းနဲ့တိုက်ဆိုင်စစ်ဆေးနေရတယ်လို့ပြောပါရယ်စစ်ခွေးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့မဲစည်းများကိုပြန်လည်ပြုပြင်ရမှာဖြစ်ကြောင်းဘူးလက်လှဆွေကပြောဆိုလိုက်ပါရယ်လွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စလေတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစည်းနေရတော်တော်ကို 都老顾妈的，都老够边扁的。